ျွန်တော်ကတော့ကုပိုင်အမှတ်တောင်ဝင်းဘူး3393 999တက်ချက်ကြီးစီရာသာထွန်းပေါ့ကျွန်တော်ဆက်ပြီးတော့တောင်ဝင်းထန်းဆောင်တဲ့ခုနှစ်ကတော့2006ခုနှစ်မှာရစ်စ်ထွေနေလို့ခေါ်တဲ့စစ်ရှိကန်တင်နန်းပေါ့အမှတ်၁စစ်ရှိကန်လေးကျင်းအကြောင်းခေါင်းကြီးမှာတက်ရောက်ခဲ့တက်ရောက်ပြီးတော့ကျွန်တော်တို့ခြေလင်းအတွေ့အကြုံတစ်နှစ်ယူရမယ်ဆိုပြီးတော့အမှတ်၈၈ရှင်မြတ်တမထနာချုပ်ကိုပို့ဆောင်ခံရတယ်အဲ့မှာခြေလင်းအတွေ့အကြုံတစ်နှစ်ယူတယ်2006ခုနှစ်ခုနှစ်လပိုင်းမှာအကွန်ဒီပေါ့တက်မလို့ ဒီပညာတက္ကသိုလ်သင်တန်းကျောင်းကိုပုံးကိုတက်ရောက်ခွင့်ရတယ်။အဲမှာဦးစင်း2009မှာတက်ကြွကြီးစီးဖြစ်တယ်။အဲ့ဒီကနေပြီးတော့မှဒါရခိုင်ပြည်ဘက်ကိုဒါတာဝန်လွှဲပြောင်းထမ်းဆောင်ရတာပေါ့။အဲ့မတိုင်ခင်ကတော့စစ်စင်ရေးတွေကတော့အများကြီးပေါ့။အေးကရင်ပြည်နယ်ဆိုလဲရွှေကျင်ကြောက်ကြီးဘက်ကိုစစ်စင်ရေးလိုက်ခုတယ်။ရှမ်းပြည်ဆိုလို့ပြောရှင်လဲရှမ်းပြည်ဘက်ဆိုလဲမွန်ဂိုဒေသရောက်ခုတယ်။လောက်ကိုင်းဒေသရောက်ခုတယ်။နန်ခမ်းဒေသရောက်ခုတယ်။ပြီးတော့ကရင်ပြည်နယ်ဆိုရင်တော့ တော့ဗမောမြစ်ကြီးနာဘက်နောက်ပြီးလိုင်စာဘက်ပေါ့အဲ့ဘက်တွေလည်းစစ်စစ်ရင်တောင်းထမ်းဆောင်မှုပါတယ်အဲ့ရနေမှာဆက်တွေ့လေးစာကျင်ဖြစ်နေဒီနေပြီးတော့အဆာအတစ်ကိုပေါ့နော်သုံးနှစ်တောင်းဝင်ထမ်းဆောင်ပြီးအခုယတခမောလမြိုင်အလုံယုံ၅ပေါ့ဆက်တွေ့အလုံယုံ၅မှာဒါတစ်နှစ်တောင်းဝင်ထမ်းဆောင်ပြီးတော့ဒါပြုလို့ရဲ့ဘယ်လိုပြောမလဲပြုခွဲအုပ်ချုပ်တဲ့ပုံစံကိုလည်းမကြိုက်တာလည်းပါတယ်နောက်ပြီးကြတော့ယာဓုအကုနဲ့ငါးရာရှိပါဆိုတဲ့ပုံစံမျိုးနဲ့ဒါ လောက်ငယ်သားတွေပေါ့ဖြတ်စားလို့လက်စားလို့တာတွေကိုလည်းနဲခံမြင့်စိတ် ရှိတာပေါ့အဲအကြောင်းမလို့ပြည်သူရင်ဝင်ခုလုံအချင်းဖြစ်ပါတယ်ဘယ်မှအနေနဲ့ပြောချင်တာတော့ဦးစင်းကတော့ဒါထောက်စည်းရေးကြင်တာပေါ့နော်ဦးစင်းကအလွဲသုံးစားလုပ်မှုလည်းမရှိခဲ့ဘူးထောက်စည်းရေးဆိုတော့များသောအားဖြင့်ကိုလို့ရှင်လို့ရှင်လို့ရပါတယ်အခုချိန်ဒီတက်ချက်ကြီးစည်းရေးထဲမှာဆိုင်ကယ်တော်မှအိမ်ကလွှဲပေးမှစီးရတာဦးစင်းတယောက်ပဲရှိတယ်တဲ့ကောင်နေတူတူရတခပြောင်းလာတဲ့ကောင်နေကိုကားစီးကိုဦးစင်းမစီးနိုင်ဆိုင်ကယ်တော်မှမိမရှိရတဲ့နာခံပြီးတော့ အမှလွှဲပြီးလို့စီရအဲ့မှာဦးလင်းတို့စစ်စစ်တောင်းဝင်ဒီကဒါစကမ်းမှာတောင်းဝင်ထမ်းဆောင်တာပေါ့ကဒါစကမ်းမှာတောင်းဝင်ထမ်းဆောင်တဲ့ခါကျတော့အရာရှိကတော့ရိကဆုံမျိုးတို့တော့ဖြတ်စားလက်စားအရန်လို့တာခဲရိုက်တယ်တရက်တော့တယ်အဖုံးကြီးကြောင့်မှာကြတဲ့ထမင်းဟင်းကိုတွေးပြီးတော့ဒါရိကဆုံမျိုးရှင်းနေလို့တဲ့ခါကျတော့ရိကဆုံမျိုးမပြနိုင်ပြနိုင်ပထမတက်လာမပြောပါဘူးဒါပေမဲ့ကန်ရတာဦးစင်းကန်ရကန်ရတာကျွန်တော်ကကျွန်တော်ဒီရိကဆုံမျိုးကန်နေသူ့အပ်ထားတာပေါ့သူကတောင်းနေအရာရှိဆိုတော့သူ့ပဲအပ်ထားတာ တွေ့ထားတဲ့ခါကျတော့သူကဖဲတွေရိုက်တယ်မဟုတ်တာတော့လောင်းကစားကြီးလုပ်တယ်အဲ့လိုလုပ်တဲ့အခါမှာဥစဉ်ကနောက်ပိုင်းကျတော့စကားတွေများရန်နေဖြစ်တာပေါ့ရန်ဖြစ်တဲ့ခါကျတော့မင်းအဲ့လိုမျိုးစားဖို့စားထိုက်တာလို့မင်းနဲ့ငါနဲ့မပြောနေတယ်အဲ့မင်းနဲ့ငါနဲ့ပြောမင်း DSC ပဲစင်ဘယ်လောက်လဲလို့ပြီးလိုက်မင်း DSC ပဲစင်ဘယ်လောက်လဲပြီးတော့50ခွန်50ခွန်သူတို့ချင်းမင်းငါနဲ့ဒုညာအများကြီးကြတယ်ငါ DSC မမှီလို့ငါအရက်ပုနေလို့မမှီခဲ့လို့တို့ဆိုမင်းနဲ့ငါစီနီယာအများကြီးကြတယ်ငါမေဂျာတင်ပြီလို့အဲ့လိုပြောတော့တယောက်နဲ့တယောက်အမှစကားတွေများထိုးကြိတ်ကြတယ် တို့ချင်းပြန်တော့ကတူဥစဉ်ကိုတိတ်မကျင်တတ်ဘူးဥစဉ်ကလည်းသူ့ကိုမကျင်တတ်ဘူးမကျင်တတ်ဘူးဆိုတာဥစဉ်ကကြတော့သူကလောက်အောင်ငယ်သားဖြစ်နေတဲ့အကြောင်းပေါ့ပြန်ပြီးတော့ခုခံရင်လည်းအေးအေးယူခံရမယ်ဒါစကားသားရဲ့ထုံးစံမှာတခါကြီးလို့လည်းတီးပြီးသားဖြစ်မှာဥစဉ်ထွေထူးပြောကြမှာမဟုတ်ဘူးသူစကားသားရုံမှခြင်းလို့ဆိုလို့ရှိရင်သူကမျိုးမျိုးရုံမှလို့ရတယ်လို့ဒါတနက်ဆွေးတဲ့ဗာညာဆိုလို့ရှိရင်ဒါဘယ်လိုပြောမလဲဒါတစ်ဖက်ကိုဟိုချိတ်ဆက်ပြီးတော့မှဒါသူတို့အာနာဖီဇန်နဲ့ဗာညာဆိုတော့ဖြစ်လာမှာဆိုလို့နောက်ပိုင်းကျတော့ဥစဉ်တို့မနေခြင်းနဲ့အတုံးရောက်ဆုလိုက်တယ်ဆုပြီးတော့မှ ဒါတိုင်မြင်တယ်ဘောတောင်းတော့ဒီဘက်လောက်ကြအောင်လို့ပလန်ချတယ်တီရှာတဲ့ GPS နဲ့ထောက်ပြီးတော့ဘောနော်ကြည်တာဗောတွားမယ်လမ်းကြောင်းတွေပါတီရှာကြည်တယ်အဲကြည်ရကြတယ်မှာဒီကောင်ကတော့ပထမတော့တော်တော်ယုံကြည်ရမယ်လို့ထင်ခဲ့တဲ့လူအဲ့လူကနေတော့မှာရာရှိသွားရှင်ရှင်နေချိန်မှာဥစဉ်လို့ထွက်လမ်းမှာအပိတ်ခံလိုက်ရလို့ဖြစ်သွားတယ်ဒါပေမဲ့ဥစဉ်ကတော့ရအောင်ယုံခဲ့ဥစဉ်ထွက်ဖို့ကတော့လုတ်ခဲ့တာကြာပြီဒါပေမဲ့ထွက်ဖို့လုတ်ခဲ့တဲ့အချိန်မှာဥစဉ်ဖေကလည်း ချစ်တက်မှာဒုရကံကိုအဆင့်ရှိတယ်ဗျာဟိုမကြသောကာလမှာထွက်မှာဆိုတော့သူ့လည်းပြန်ပြီးတော့သူ့မျက်နှာလည်းပြန်ထောက်တာလည်းပါတာပေါ့ဒါတော့မှဒီကြားတဲ့ထွက်ထွက်ထွက်လာတဲ့အချိန်မှာသူနဲ့ဦးစင်းနဲ့ဘလောက်လောက်ကငါးလလောက်ပဲကွာသူဖောက်ခွင့်ကြတော့တယ်ဖောက်ခွင့်ကြတဲ့အချိန်မှာတော့စာပစ်ကတ်ထိတယ်နောက်ပြီးကြတော့ဗာထိရောဆိုတော့ဒီတင်ကဟထိတယ်နောက်ပြီးတော့ရပိုင်ခွင့်နဲ့အပြည့်ဝမရဘူးပေါ့ဦးစင်းဒီလိုလုပ်လိုက်တဲ့အတွက်ကြောင့်မဟုတ်ဘူးပေါ့နော်အဲ့လိုမိဘမျက်နှာကိုပြန်ထောက်နေရတဲ့အပိုင်းမှာလည်းရှိတယ်ဦးစင်းကစပြီးအနာတိန်နေတာဦးစင်းတို့တကယ်ချင်းနေအကုန်လုံးကဒါအန်ဒီယိုကိုမဲထည့်ဖို့အတွက်ထွက်တာ ဖွတ်တဲ့အချိန်မှာရှေ့မှာတွားတဲ့နှစ်ယောက်ကဖမ်းခံရပြီးတော့တောင်းနေထောင်ကြတယ်ထောင်ကြတော့ဟာတကယ်ကြီးတော့အဆင်မပြေဘူးငါတို့သွားထည့်လို့ရှိရင်ငါတို့ပါဟိုကဖြစ်သွားလိမ့်မယ်မိသွားလိမ့်မယ်ပေါ့နော်အဲ့ဒါနဲ့မတွားကြဘူးမတွားကြမယ်နဲ့ပြန်လာနောက်ပိုင်းအဖေကိုတိုင်ပြီးနေအဖေသားတော့ဒီလိုလိုလုပ်မယ်သားတော့ဒီအာနာတွေမကြိုက်ဘူးတိတ်ပြီးတော့လဲဟိုဘယ်လိုပြောမလဲမတန့်တော့ဘူးပေါ့နော်ဒီလာစာတွေယူရတာပြည်သူမျက်ရည်ကျတဲ့လာစာတွေယူလာရတာတိတ်မတန့်တော့ဘူးတာထွက်ချင်တယ် မင်းကဘလို့ထွက်မာတော့ ਨੇ မေးတဲ့ခါကျတော့တားတော့ဘလို့ပြောမလဲဒါပြည်သူကာကွယ်တဲ့အနေနဲ့တားတော့ထွက်မှာပဲအပီဒီအထက်ကိုဒါတားတော့လမ်းပြီးတော့မှအကူညီတောင်းမယ်ပေါ့အကူညီတောင်းပြီးတော့မှဒါပြည်သူနဲ့ပူးပေါင်းမယ်ပေါ့အဲ့လိုလုပ်မယ်အာမလုပ်ပါနဲ့ပေါ့နော်မင်းအဲ့လိုလုပ်တာအာဆောက်ယူလုပ်တွေပါညာဟောဒါသူကတော့ပြောတာပေါ့ပြောတဲ့ခါကျတော့ပြောတယ်သူစပစ်ကက်ထိမှဆိုလို့လည်းပါတာပေါ့ဗျာအဲ့သူ့ကိုလည်းပြန်ပြီးတော့ထောက်ထောက်တဲ့အနေနဲ့နောက်ပြီးတော့ဦးစင်းအမေကလည်းတက်ချက်ကြီးစီးတက်ချက်ကြီးစီးမှာပဲတာဖွားနဲ့မီးရဲ့ သူကလည်းအဲ့ဒီယာတုဒါပေမဲ့သူနဲ့ဦးစင်းအမေနဲ့ကကျတော့နိုင်ငံရေးစဖြစ်တရားကိုရဒီလိုကိုမလုပ်တော့ဘူးဆိုတော့မှအမေကတော့လုံးဝအပြိပိုင်ဖတ်သွားဦးစင်းကကျတော့လည်းတက်မလို့သားတောင်းရင်ထမ်းဆောင်နေရတာလည်းတကြောင်နောက်ကျတော့မိဘကလည်းတက်မလို့သားတယောက်ဖြစ်နေတဲ့အခါကျတော့ဘယ်လိုပြောမလဲဆိုတော့သူသူတို့တက်မလို့ကျွေးတဲ့ထမင်းကိုစားပြီးဇုံကန်တဲ့ပုံစံမျိုးဖြစ်မှသူတို့အများကြီးထောက်ထားခဲ့ပါတယ်နောက်ပိုင်းကျတော့ဘယ်လိုမှမခံနိုင်တော့တဲ့အဆုံးမှာမှတ်တာပါဟိုဖိနေချုပ်ချယ်မှုတွေလည်းမခံနိုင်ဘူးချင်းချင်းဘယ်လိုပြောမလဲဒီ ဟိုတွေးခွဲဆက်ဆံတာတွေပေါ့တောင်းတဲ့တောင်းမတူကြဘူးပေါ့ဗျာတချို့နေရာတွေမှာကောင်းတယ်တချို့နေရာတွေမှာကျတော့ပို့ပြီးတော့ဆိုးတဲ့နေရာတွေအများကြီးရှိတယ်အဲအကြောင်းလို့ကိုယ့်ဘက်ကိုအေးအေးဆေးဆေးနေမယ်ပြည်သူ့ရင်ဝင်ပူပေါင်းမယ်ဟိုပေါ့အစဉ်ပြေလဲကိုယ့်ပြည်သူလို့ပေါ့ကိုယ့်ဘက်ကိုကိုယ့်ငွေရထားနေကိုပြန်မယ်မပြေနဲ့ဒီလုံးရောက်နေမြေမှာပဲဟိုကိုယ့်ဘက်ကိုရတဲ့လုပ်ကိုလုတ်ကန်စားမယ်ဆိုတော့ထွက်လာတာ အဲ့ဒါကတော့စပြီးတော့ထွက်တဲ့အချိန်မှာဦးဇင်းတို့က၃ရောက်ကင်မင်းနဲ့ဖတ်မယ်ပေါ့သူတို့ကလည်းလိုက်မယ်အဲ့ဒီအချိန်မှာအားလုံးကလည်းညီတယ်သွားမယ်လာမယ်ဆိုတော့အဲ့ဒီအချိန်မှာဒီကောင်ကဘလို့ဖောက်သွားတယ်ရက်တော့ပြီးတော့မြန်မူပြီးတော့ကြောင်သွားတဲ့သဘောလားပါလားဦးဇင်းနဲ့အတိကြတော့မပြူးပေါ့ဗျာအရာရှိကိုသွားချွန်းချွန်းတဲ့ခါကျတော့ဘုကောင်ကတနက်ဆွဲပြီးထွက်သွားပြီးထွက်သွားပြီးဆိုတော့ဝိုင်းပြစ်ကြတယ်ဝိုင်းပြစ်တဲ့ခါကျတော့ဦးဇင်းလည်းခံပြစ်တာခံပြစ်လူကလည်းနည်းနည်းဟွာဖြစ်နေတဲ့အချိန်တော့ပြေးစုနေတဲ့အချိန်ဆိုတော့ပြန်ပြစ်ရေးတာပေါ့ ပြန်ပြပြန်ပြခံပြတဲ့အခါသူတို့ရှေ့ကတယောက်ကြတော့ပြီးဆွဲတယ်ပြီးဆွဲနောက်တယောက်ထပ်မှန်တယ်ဦးစင်ပြောရလမ်းမြုံထွက်ခဲ့တတိရှိလမ်းမြုံမှာပြင်မယ်ဘာကြောင့်လဲဆိုတော့ဘုံကြီးကြောင့်လည်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒါအိုက်လည်းမပြစ်ရှင်ဘူးပေါ့နော်ပြစ်လိုက်လို့ဆိုရင်ဘုံကြီးထိခိုက်သွားလို့ဆိုရင်ဒါပြည်သူချင်းကိုခုံလုံသွားတဲ့လူတယောက်ကဒါသူတို့ရဲ့တိတယ်မလားသူတို့ရဲ့စိုက်ဝါးကြီးထုတ်တော့မှာလေဘုံကြီးတယောက်ကိုတတ်ပြီးတော့ထွက်သွားတယ်ပါတယ်အဲ့လိုမီဒီယာတွေမှာလွှင့်မှာဆိုလို့ပေါ့နော်ဟိုဘယ်လိုတော့ပြန်ချိန်တာပေါ့သူတို့ဘက်ကတော့မရက်မနာပြစ်တယ်ပူတီးဆိုတဲ့ဘယ်နှလုံးမှမသိဘူးကြားလူလည်းမသိလို့ဘာလဲဟိုဟာတမင်လားဆို ဲ့မင်းသားလို့တိုင်းွက်နေမရှောင်ရလို့အဲ့လိုရှောင်ချခဲ့ရတာပဲဒီမှာအခုဖွဲ့တဲ့ရောက်တာတော့အခုဆိုတော့6လ6လလက်ပါအင်းထွက်လာတော့က RPG တလက်ပါသေးတယ်ဗျာ RPG တလက်ကလည်းထုမလို့သူပခုံးမတင်လိုက်တာဝေယုံနဲ့ညိတာဘောကလွယ်ကျူးကလွယ်ကျူးကဝေယုံနဲ့ညိနောက်ကိုလည်းကြည့်တော့မီးရမလွတ်ဘူးနောက်မီးမလွတ် RPG ကလွတ်လို့မရဘူးအကုတ်ကိုတီမှာပြန်ဆွဲတဲ့ခါကျတော့ဆွဲလည်းမရတော့ဝေယုံကလည်းအပိုင်ကြီးကိုပြစ်သွားတော့ RPG တလက်ဆုံးရှုံးခဲ့ရတယ်ဒါပေမဲ့ MP2 တလက်တော့ရအောင် တည်လာနိုင်တယ်ကြီးဒီယူရောက်တာတော့ကြီး400ကျော်ပဲပါတော့တယ်ထင်တယ်ဦးစင်းကတော့900ကျော်တာပေါ့သူတို့ခံပစ်တာ300လောက်တော့ပုံခဲ့တာပေါ့အနည်းလေးလေးကြိုးစားပါရဲအရသာပြောင်းနဲ့ချိတ်ဆက်ပြီးတော့မှအရသာကလည်းကိုယ့်ဘက်ကလူဖြစ်လို့ပေါ့သူနဲ့တွေ့တဲ့ခါကျတော့အကူညီတောင်းတာပေါ့ဦးစင်းလည်း300ရက်လောက်တော့တဲမှာလဲနေပြီလေခုံးကလည်းအားမရှိတော့ဘူးဒီပြက်လည်းထောက်လို့မရဘူးဘယ်ထွက်လို့ထွက်မှမသိဘူးအဲ့ဒီမှာပဲ ောက်ဆုံးမိမဲ့အနေထားရှိတဲ့ခါကျတော့ဒီရက်သားတယောက်ကိုဦးစင်းအကူညီတောင်းတော့သူကတကယ်အဲ့ဘက်ကိုခိုးလို့မလားသွားမလားပြည်သူ့ရင်ဝင်ကိုသွားမလားအဲ့သွားမှာသိကြတယ်ဟိုပေါ့ဘာမှမဖြစ်ဘူးပေါ့နော်ကျွန်တော်ချိတ်ပြီးပါအဲသူလမ်းချိတ်လိုက်တဲ့ခါကျတော့နှွေးထူးထွေးပဲလာပြီးတော့ကြိုးပါတယ်အေးစစ်စစ်ပါပဲအခုချိန်ထိပဲဆိုပါတော့ယဟန်ဟိုဦးစင်းယဟန်မောင်ဝင်ကျင်တယ်ယဟန်မောင်ဝင်ကျင်တော့လေယဟန်မောင်တက်ပြီးတယ်အေးစစ်စစ်ပါပဲကျွန်တော်တော့ဘာမှမရှိပါဘူးဟိုပြောမယ်သူတို့ဘက်ကနှွေးထူးတာကြိုးဆိုတယ် တိုင်းပြဆက်ဆန္ဒခြင်းမရှိဆက်ဆက်ဆန္ဒမရှိဘူးနောက်ဆုံးပြောပြတာဥသိမ်းမယုံမကြည်မချင်းကိုသူတို့ကတနက်ကိုလက်ထဲအတ်ထားပေးတယ်ဥသိမ်းယုံကြည်ပြီးသူမှတနက်ကိုအတ်တာပါသူတို့ကလည်းအလောက်ထိဥသိမ်းပေါ်ချန့်ပေးရပေါ့ဗျာတော်ရင်ကြောင်းကတက်ဆွဲတဲ့အခါကျတော့ဘယ်လိုပြောမလဲဆိုတော့မြန်မာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပေါ့ဗျာ မြန်မာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကျန်တဲ့လက်နက်ကန်အဖွဲ့စည်းဟာဘာသာတရားကိုင်းဆိုင်မှုရှိရတာအဲကြောင့်မို့တောတနဝင်မလုပ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူကတက်ဆွဲတာပေါ့နော်ဒါဒီသာသနာနယ်မြေဆိုတာကလည်းဒါမြန်မာပြည်ရဲ့အထွတ်မြတ်ထားတဲ့နေရာဆိုတော့တောတနဒါလူလည်းရင်းတက်ဖွဲ့ပဲဖြစ်တိုင်းသားလက်နက်ကန်အဖွဲ့စည်းပဲဖြစ်ဖြစ်ဒါဘာသာတရားနဲ့ပတ်သက်လာလို့မျိုးရှင်ဘယ်လိုပြောမလဲနားလည်မှုပြတာများတဲ့အတွက်ကြောင့်မို့လို့အဲကြောင့်မို့လို့ဒါသူတို့ကဒီဖုန်းကြောင်းထဲမှာခိုးလုံတာပေါ့နော်ခိုးလုံရင်းဖြစ်တာပေါ့ သူတို့အထီးမနာအောင်ပေါ့ဒီမှာနောက်ပြီးကြတော့ဘယ်လိုပြောမလဲဒီခုံကြီးចောင်းထဲမှာနေတဲ့ခါကျတော့အန်ဒီလည်းကင်းတယ်ခုံကြီးရှီကဟိုချွန်းညာကွန်းညာနဲ့စားရတယ်ပေါ့ဗျာအရင်တော့ဦးဇင်းတို့တာဝန်ထမ်းဆောင်ခဲ့စဉ်ကရာဒီယိုဦးဇင်းတို့အခြေပြုတယ်ပဲထားပါတော့ဒီခါကြီးကအခြေပြုတယ်ဆိုလို့ရှိရင်ရွာထဲမှာအခုနာမကျန်းဖြစ်တဲ့လူတွေကိုစီဝါကုဒပေးတာတို့ ဒါဟာတခါကြီးလည်းကြားဘူးမှာပါဟိုတက်ကြီးပဲဦးတွေဟိုဒါထက်တဲ့ထက်နံဂုံပြူချီမိနာတွေပါတော့ရှိခဲ့ဘူးလေဗျဒါဦးစင်းတို့လက်ထက်တုန်းကပေါ့ဒါပေမဲ့အခုလက်ထက်မှာကဘယ်လိုဆိုးွားလာလဲဆိုတော့ဒီဘယ်လိုပြောမလဲပန်းပန်ရင်တော့မှဒါအရေးယူမဲ့ပုံစံနေဒါအပြင်ဒီစစ်သားတယောက်ကအပြင်လူတယောက်နဲ့ချိတ်ဆက်မှုရှိရဆိုရင်တော့အရေးယူမဲ့ပုံစံနေဒါမျိုးတွေဖြစ်လာတယ်ဗျအပြင်ရဲသားနဲ့တော့မှစကားမပြောရတဲ့ပုံစံပေါ့ဗျာဒါအပြင်ရဲသားနဲ့စကားပြောရင်ဒါသူတို့ပေါ်အာနာဖြစံပြီးဆိုတော့ဟိုအတွေ့အကြုံသူတို့တွေးထားတာပေါ့ နောက်ပြီးတော့ဘယ်လိုစိုက်ွားတွေကြရဲမင်းတို့တွားရင်လည်းတွားမင်းတို့အဲ့ဘက်ကိုတွားလို့ဆိုရှင်မင်းတို့အနည်းဆုံးအသက်ခံရမှာပဲဒါမှမဟုတ်သုံးမှန်းဖြစ်ထားခံရမယ်မင်းတို့ကိုဟိုနှိမ့်ဆက်မယ်ညှင်းမှန်းမယ်ပေါ့နော်မင်းတို့နေရာတိကျမယ်မင်းတို့ရှီကစစ်ပညာတွေကိုနှိုက်ယူမယ်အဲ့လိုမျိုးတွေပေါ့စိုက်ွားတွေထုတ်တာပေါ့ဒါမှမဟုတ်ဦးစင်းတို့လည်းနားလဲပါတယ်ဦးနောက်ရှိတဲ့လူတွေလည်းဖတ်ဖို့အခွင့်မတားလို့ဒါအထက်မှာနေကြတဲ့လူတွေအများကြီးပါဖတ်ချင်တဲ့လူတွေကတော့အများကြီးပဲအဲ့လိုမျိုးပေါ့ကမ်းလှမ်းတဲ့လူတွေလည်းရှိတော့ရှိပါတယ်ဒါပေမဲ့လည်းဟိုလူတိုင်းကယုံလို့မရဘူးဗျဒီချိန်မှာမယုံသေးဘူးကြောက်တယ်ဘာကြောင့်လဲဆိုတော့ဟို သူ့တော့ကိုကတော့တနာလို့ကြေလိုက်ကိုကိုတော့မတနာဘူးအခုကျန်တာကိုမကြည့်နဲ့ဒီမိနှောင်းယူဟာမှာပဲတုံ့မန့်ဖမ်းမိတဲ့လူတွေကိုကြည့်ပေါ့ဒါဗူတာဘိုးတို့အခွေရနေပြီးတော့မှဒါတခြားနိုင်ငံကိုသွားဖို့အတွက်လမ်းစေးလုပ်ဖို့ငွေကြီးထောက်ပံ့လိုက်တာကိုတခြားနိုင်ငံကမကူးပဲစကားနဲ့လက်အောက်ကိုပြန်ခံပြန်ထမ်းအခုမှလည်းအဲ့ရကြီးကတော့ကပြန်လာတဲ့လူအဲ့လူမျိုးဒီမှာတာဝန်ထားပြီးတဲ့အခါကျတော့သူကပို့ပြီးတော့ဇောင်းကြွတာပေါ့ဗျာ ဥပကတော့ပြန်လွတ်လာရဲ့ပေါ့နော်ဒါသူသူ့ကိုသူပြောမယ်ဆိုလို့ရှိရင်တော့ဒါဖိုက်တာလို့ဘာလို့လို့ပေါ့ဖိုက်တာလဲဖိုက်တာပဲတနက်နဲ့မှန်တော့ပြီမှာပဲဟုတ်တယ်မဟိုဘယ်သူမှတော့ကြည်ပြီးတဲ့လူမပေါ့ကြည်ပြီးတဲ့လူပိုင်တော့မှမိုင်းပြင်မှန်မှန်မှန်ကောင်းမှန်ဦးမှာပေါ့အဲသူကလည်းအဲ့လိုမျိုးအထာရှိတယ်အဲ့ဒီလဲပါနောက်ကြောင့်ဖိနှိပ်ချုပ်ရှည်တဲ့နေရာမှာလဲဟိုသူကကျတော့အဆာချောက်ပါငွေများအဆာချောက်စင်းမြဆက်တွေကြီးချောက်ပါဦးစင်းကကျတော့အလုံးယုံကဟိုသူတို့ဒီအဆာချောက်ကအဖွဲတွေ တောင်းမြန်လို့ဆိုရှင်ဘာမှပြစ်ချက်မရှိဘူး။ကြံတဲ့လက်ယုံတက်အခုဦးဇင်းတို့အဲ့ဒီမှာထိုင်လာသလိုရှင်အလို့ယုံငါရှိမယ်။ပညာရေးလျှောက်ရှိတယ်။နောက်ပြီးတော့အေး200 200 5 200 5တက်ကရှိတယ်။အဲ့မျိုးကြံတဲ့သူတို့ရဲ့တက်ကိုဦးစားပေးတယ်။သူတို့တက်ကိုဦးစားပေး။ဦးစားပေးတော့မှာတော့ရရှိပါတဲ့တက်ပေါ့ဗျာ။ဟိုဦးဇင်းတို့တက်ကကျတော့တက်တက်ကြီးဦးစီးတာဟုတ်တက်တက်ကြီးတွေဦးစီးတယ်နောက်ပြီးတော့ဒီပညာရေးလျှောက်တွေတက်တက်ကြီးအကြီးဆုံးပဲပါတယ်နောက်ဟိုမှာသူတို့ဆိုလို့ချင်းဒါ200ငါးဆိုလို့ပြောချင်းလဲ ဒါတက်ကြက်အဆင့်အကြီးဆုံးပဲပါအဲ့လိုမျိုးကြတော့သူကလှုပ်ရှင်လှုပ်ရှယ်လေခြင်းနဲ့ရှယ်လေလို့ရတယ်ဆိုတဲ့သဘောပေါ့ဒါပေမဲ့ဦးစင်းကလည်းဖောက်ကင်တာဆိုတော့ဦးစင်းနာမည်အပြတ်မခံဘူးပေါ့နော်ဒီရဲဘော်တွေရဲ့ရိခါဆုံးဝေကိုသူဒါမကုံဘူးဆိုလို့ရှင်လေသူတို့လွယ်တာလေးတွေပေါ့အသုံးဆောင်လေးတွေဝယ်ဖို့အတွက်ကိုဦးစင်းနေပြန်ပြေးစီခြင်းတယ်အဲ့တော့သူကဘယ်လိုပြောမလဲဆိုတော့မလိမ့်တဲ့ဘက်လှုပ်တာပေါ့ဗျာဘယ်နေရာတုံးလိုက်တယ်ညာနေရာတုံးလိုက်တယ်မဟုတ်ဘူးကဒါစခန်းကပို့ပေးတယ်ကြက်သားစားဖို့အတွက်ဒီကြက် ဟို CB ချက်ကားတွေအများတန်းဖြတ်တာဟိုအဲ့ကားတွေကနေတော့မှသူတို့ကောက်ခိတ်ကောက်လို့ရတဲ့ဟာကိုပြန်ပြီးတော့ပေးတယ်အဲ့ဒါကိုရိခဆုံဝင်ကနေသူကဖြတ်သူကဖြတ်တယ်သုံးတယ်အဲ့လိုမျိုးတွေမလုပ်ဘူးလေအချိန်ချင်းတားခဲ့တယ်တားတော့မှမရအောင်မရတဲ့ခါကျတော့ကဲသူတို့တရားသဘောနဲ့ပြောလို့မရတဲ့လူတရားသဘောနဲ့ပြောနေတဲ့အလကားပဲသူကနံပါတ်1သူကဝါကက်ထိထားတဲ့လူလေဒါသူတို့ပြောချင်းစကန်နေဖြစ်သွားတဲ့ခါကျတော့သူ့အတွက်ကနေရာမရှိတော့ဘူးကိုစင်းစိတ်တယ်ဒါပေမဲ့သူတို့စကားစကားကြောအရာရှိမျိုးတွေမပြုတ်နိုင်ဘူးဖြစ်နေပြန်ခန့်တာ ပြန်ထားတာပဲဒီလူကဒီယာရူနဲ့ဒီနေရာမှာဆိုတော့နည်းနည်းတော့စဉ်းတော့စဉ်းစားကြရအောင်အင်းဦးစင်းကြုံခဲ့ဘူးတဲ့ခစ်ကတော့ကောင်းတဲ့ခစ်ဆိုတော့သူတို့သုံးရင်တော့ကဒါအနည်းဆုံးထောင်သုံးနှစ်ချရတယ်သုံးဆွဲဆိုလို့ရှိရင်ပေါ့နော်ထောင်သုံးနှစ်ချရတယ်ဒါလက်ဝဲမှာပါလာတဲ့တည်ရင်ထိတည်လာတယ်ဆိုလို့ရှိရင်တော့ဒါ၁၀နှစ်ထိချရတယ်ဗျဦးစင်းကြုံလာတဲ့ခစ်ပေါ့ ဦးစင်းကအဲ့ရနေတော့မှအဆာရဆိုတော့အဆာရဒီအစင်းမြင့်ဆက်တွေ့ရေကိုရောက်လာတဲ့ခါကျတော့ဒါတိုက်ခိုက်ပိုင်းမဟုတ်တော့ဘူးဗျာတိုက်ခိုက်ပိုင်းမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဦးစင်းကအဲ့အဲ့ပိုင်းနေခုနောက်ပိုင်းတော့နားမလဲတော့ဘူးဗျာမသိတော့ဘူးဗျာသူတို့ဘလို့ရုတ်တယ်ဘလို့ကင်နေတော့ line မှာလောက်ပဲပြီးတော့တာဒီအပြင်မှာတော့ဘလို့ပြောမလဲလက်တွေ့ရတော့မမြင်ဘူးတော့ဘူးအဲ့ဒါမျိုးမကြုံဘူးတော့ဘူးအရင်တော့ကြုံခဲ့တာဆိုရင်တော့ကျွန်တော်တော့ဦးစင်းပြောလို့ပဲဒါဒါမွေးစီဝါသုံးဆွဲလို့မိရင်တော့မှအနည်းဆုံးထောင်သုံးနှစ်လက်ဝယ်ပါလာပြီးတော့ဒါဒါတက်ရင်တက်ဖွဲ့ကိုရောက်လို့ဒါပြန်သုံးနေဆိုရင်ထောင်၁၀နှစ်ထိ ချတာတော့ဦးစင်းတော့ကြားမှုပဲအခုကာလာတော့တော်တော်များများတော့ဆေးကျွေးပြီးခိုင်းနေတယ်ပဲကြားတာဦးစင်းလည်းအဲ့ဒီအကြောင်းပြောပြခြင်းပါတယ်ပြောခြင်းလာတော့ဦးစင်းကတကြက်ကြီးဆေးရည်လည်းဖြစ်တယ်ရယုံတက်ကလည်းဖြစ်တယ်ခြေရန်ပါစရာအကြောင်းကိုမရှိဘူးလားဘာကြောင့်လဲဆိုတော့ဦးစင်းဒီရတခါကိုစားရောက်တဲ့အချိန်မှာဒါဦးစင်းထောက်ကင်လာဆိုရိတ်ခါကိုအရင်ဆစ်ရရိတ်ခါဆစ်တဲ့အချိန်မှာဆန်အိတ်က25အိတ်ပူနေရဗျ25အိတ်ပူနေတဲ့အခါကျတော့ ဒါဥစဉ်စိတ်ထဲမှာတော့ဒါဘယ်ပြောမလဲရဲမေတွေရဲဘော်တွေရဲ့ရိတ်ခါကိုပြပြဝကမပြီးပဲနဲ့ဖြတ်စားတက်စားထုတ်ပြီးတော့ကြံနေဟာဒါသူတို့ရောင်းစားတော့မယ်ပစ္စည်းတွေပေါ့ဗျာဟိုကူကလည်းချိန်ခဲ့တဲ့သူကလည်းသူကအတိအကျမချိန်နိုင်ဘူးလေတက်ပြောင်းနေတာပဲပြည်တာဆိုတော့ပြည်မလားအေးချမ်းတဲ့နေရာရောက်ပြီးရောဆိုတော့ထွက်ချင်တဲ့ကောင်းနားနေခါရိတ်ခါကိုအတိအကျမချိန်ခဲ့တော့ဥစဉ်ပြန်ကြည့်ပြီးတော့တွက်လိုက်တဲ့အချိန်မှာရိတ်ခါအဆန်း25အိမ်နဲ့ချီက5ဘုံကူနေဗျာအဲ့ဒါနဲ့ဥစဉ်လည်းဒီဘယ်လိုပြောမလဲဟိုပေါ့လူငယ်တင်တန်းကြောင်းကိုတွတ်လှူတယ်ဝမ်းမြလူငယ်တင်လူငယ်တင်တန်းကြောင်းကိုတွတ်လှူလိုက်တယ်ပထမတကြော့ အဲ့တမူကယုံတင်တယ်ယုံတင်ပြီးတော့မှစစ်စေးတယ်။ဘာလို့သူလိုရတာလဲပေါ့။ဒါကျွန်တော်တယောက်တူတယောက်နာမည်နဲ့တူတာမဟုတ်ဘူး။ဒါအလို့ယုံငါဆိုတဲ့နာမည်နဲ့သူ့ဝေးလိုက်တာပေါ့နော်။အဲ့ဒါကိုအဘမဲ့ကျွန်တော်လို့ရှိရင်အရေးယူလို့ရတယ်။ဒါပေမဲ့ကျွန်တော်ဘက်ကလည်းပြန်ခိုင်းပါမယ်။ဘာကြောင့်ပြန်ခိုင်းမှာလဲ။ကျွန်တော်ကလည်းတကြက်ကြီးစီးတယောက်ပဲလူ။ကျွန်တော်လည်းလက်နဲ့ရေးမှာ၊သူလည်းလက်နဲ့ရေး၊ကျွန်တော်လည်းလက်နဲ့ရေးမှာ။သူရေးယူရင်သူစားလိုက်ကက်ထီအောင်လုပ်မှာ။အဲ့လိုမျိုးသဘောတဘာဝလေးကြီးရှိတယ်ဗျာ။နောက်တစ်ခေါက်ကနောက်တစ်ခေါက်ကကြောက်လေအဲ့လိုပဲဆန်အိတ်တွေပို့တယ်။ဒါထုတ်ပြီးတဲ့လူမှမူတည်တာပေါ့။ဥစဉ်အားကြတော့ ဒီရဲမေတွေဟိုတကယ်တချို့မိသားစုတွေများတယ်ကြမိသားစုတွေများကလေးတွေများရိတ်ကနဲ့မလောက်ဘူးရိတ်ကအစုံဝင်နဲ့မလောက်သူတို့ပေးထားတဲ့ရိတ်ကအစုံဝင်နဲ့လည်းဒီခေတ်ဈေးနှုန်းတွေကဝယ်စားဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးအပူသောစားရတာတို့ဘာလို့ရှိလို့ရှိလို့ရှိရင်ဆန်တွေပါခေါ်ပြီးတာတို့ဘာလို့ရှိတယ်ပူရှန်တွေရဲ့ဟာတွေကိုခေါ်ပြီးတယ်အဲ့ဒါကိုဦးစင်းကိုပြောတယ်နောက်ခါမပေးဖို့ပြောတယ်ရတယ်ဦးစင်းမပေးဘူးမပေးဘူးလေဘာမှမဖြစ်ဘူးအဲ့ဒါနဲ့မထူးဆိုပြီးတော့မှအဲ့ဖောက်ဓမ္မရိတ်တာအကြောင်းကိုသွားလှူပြတယ်အဲ့မှာဦးစင်းနဲ့ပို့ပြီးတော့ short ရှိသွားတယ် ကြံသူတို့လှုပ်ရှားလို့မရတော့ဘူးပေါ့ဗျာဦးစင်းရှိနေလို့ရှိရင်အမိုက်တစ်ခုလိုဖြစ်နေတာဦးစင်းကကြတော့အတိအကျပဲမရဘူးဦးစင်းပြောတာဆက်နာပြောရှင်းရှင်းလေးပဲတက်ကြကြီးစီးတိုင်းကားစီးနိုင်တယ်လို့ဦးစင်းတော့ဦးစင်းဆိုင်ကယ်တော်မှမိမရှိရအတနာခံပြီးပတ်စံတောင်းမှုတော့မှစီးရတာဦးစင်းကြုံခဲ့ဘူးတဲ့ကာလာကတော့တခါကြီးဟိုနှမ်းသည့်တည်းမကြောင်ပေးရတယ်ဗျနှမ်းသည့်တည်းမကြောင်ပေးရတယ် အခုဥစဉ်အရင်တာဝန်ထမ်းဆောင်ခဲ့တဲ့အမှတ်415ရှီမြန်တန်ရရဲမီလေးတယောက်ကဥစဉ်တပည့်တယောက်ပေါ့သူကဒုတိယအဆင့်နဲ့တိုက်ပွဲမှာကျသွားတယ်အဲ့ဒါသူပြောတယ်တမီးယောက်ကြာကျသွားတာဆရာကြီးတဲ့အခုသူတို့ချင်း6လကျော်ပြီတဲ့လာတာလည်းထုတ်မပေးဘူးတဲ့ပြီးတော့ရာတင်ရထိုက်တဲ့ဟာလည်းမပေးဘူးနော်ကလေးចောင်းတက်ဖို့တော့မှာတဲ့ចောင်းအပ်ဖို့အတွက်ပတ်စံထုတ်မပေးဘူးတဲ့တမီးအခုမန္တလေးကိုပြန်မှာအခက်အခဲဖြစ်နေတယ်တဲ့အေးငါလည်းဖုန်းကြီးဝင်နေတယ်လို့လောလောဆယ်ငါလည်း မကူညီနိုင်ဘူးဆိုဒါပေမဲ့ပတ်စံ5000လောက်ဥစဉ်ကူတော့ကူညီလိုက်တယ်အဲ့လိုမျိုးတော့ပြောတာကြားတယ်ဒါဥစဉ်ရဲ့တပည့်အရင်ပေါ့အဲ့ကလေးရှီတန်းထွက်ခါနေရတော့ဥစဉ်နဲ့ဖုံးပြောတော့ဥစဉ်ပြောလိုက်တယ်အာတပည့်ရောက်မယ်မထူးမင်းတီတူးရင်ဝင်ခိုးလုံးမထူးတော့နေမနေနဲ့အာရှာကြီးကျွန်တော်ဘလို့ရှိရမှမသိဘူးအဲ့ဒါနဲ့တယ်လီဂရမ်လင့်နေပါတယ်တော့မှဥစဉ်သူတို့ကိုဗိုက်ဘာနဲ့ပို့ပေးလိုက်တယ်နောက်ရကြတော့ဒါရှီတန်းထွက်ပြီးတော့တလားလောက်လဲကြတယ်ကြတော့တိုက်ပွဲကြရလို့တကင်းရတယ် အခုတမင်းမပြောတဲ့ပုံစံ6လကျော်နေပြီဦးစင်းရဲ့တဲ့ဘာမှခံစား권လည်းမရဘူးတဲ့ဘာမှလည်းမပေးဘူးပေါ့နော်ကံတက်တက်ထဲကကံင်းဆိုင်မှာလည်းဝယ်စားရတာလည်းအတူပေါ်အတူဆင်နေပြီတဲ့ဘလူးမအဆင်မပြေတော့ဘူးတဲ့အပြင်ဖက်မှအဆင်ပြေမှာတဲ့အဲ့တော့မလေးရဲ့တို့နင်းမိဘတွေရှိပြန်ပါလားဆိုတော့မိဘတွေရှိပြန်မှုကြောင့်လည်းအကူတွေက PDF တဲ့စစ်သားနဲ့ယူလာတဲ့တောင်မှလက်မခံဘူးပေါ့ဗျာအဲ့လိုလိုဖြစ်နေတာလေအများကြီးရှိတယ်ဗျာဒီတက်မလို့မှာပေါ့နော်ဖြတ်စားလက်စားလောက်တာလားနောက်မှတကယ်ပဲအထက်ကနေမချပေးတာလား ထက်ကတော့မချပေးတဲ့အကြောင်းမရှိဘူးထက်ကမချပေးဘူးဆိုတော့လုံးဝမဟုတ်ဘူးချပေးတယ်ဂျာကလှီးရပေါ့တည့်ရတိုင်းပဲကက်ကြီးနဲ့ညှက်တာတော့ဟိုဗရိဒါနဲ့ဖြတ်တာတော့အဲ့လိုမျိုးပေါင်မှုတစ်လုံးကိုပွဲစိတ်ရှိသူခြိသွားတော့ဘာကြံတတားတဲ့စုတော်တဲ့နေရာမှာလဲဘယ်လိုပြောမလဲဆိုတော့ဒီဆန္ဒမပါဘဲနဲ့စုနေတော့သူတို့မှာတော့လူရှိကြပါဘောဗျာစိတ်ကြတော့မရှိတော့ဘူး စိတ်သက်ကတော့တိုက်မယ်ဆိုစိတ်သက်မရှိဘူးဗျာလူကတော့ရှိနေမှာပဲမတရားဆွဲနေတာဟုတ်မဝင်ချင်းချင်းဝင်ချင်းချင်းလာခဲ့ဆိုတော့အဲ့လိုမျိုးဖြစ်နေတဲ့သဘောကြီးလို့အဲ့ခါကျတော့သူတို့ရှိမှလူအင်အားတော့များရင်များလာလိမ့်မယ်ဗျာဟိုဒီဘက်ကိုတော်လိုင်းရင်အဖွဲကိုဟိုတော်လှန်မှုအတွက်ကတော့စိတ်သက်ကတော့လုံးဝမရှိဘူးစိတ်ချရတာအချိန်ရရင်ရသလိုအခွင့်အရေးပြင်ပြင်ဆိုဒီကောင်တွေကလည်းထွက်မှာပဲအခွင့်အရေးမပေးလို့ဒါလည်းရင်သူတို့အထဲမှာနှိမ့်ကြိတ်ပြီးနေနေရတဲ့ဘဝတွေပေါ့ဗျာထွက်တာတော့လူတိုင်းထွက်ချင်ကြတာပေါ့ ဟိုတချို့ကတော့မိသားစုကိုငဲ့ပွက်တဲ့လူတွေပါလို့ရှိတာပေါ့တချို့ကကြောက်လဲမိသားစုရဲ့အပြင်မှာထားတဲ့တက်ထင်းမှနေတဲ့လူတွေကကိုလို့ယုံလို့ရတာပေါ့တချို့ကကြောက်မိဘတွေကစာခေါ်ထားလူတွေအများကြီးရှိတယ်လေအပြင်လောကမှာနေစရာထိုင်စရာမရှိတဲ့ခါကျတော့တိရမလားတက်မလို့မလုံးပေးတော့လားငါနေလို့ရထိုင်ပြအမှန်တော့ဘာမှမဟုတ်ဒီကောင်ထွက်ပြေးလို့မရအောင်ဒီကောင်ဒီတနေရာရာမှာတခုခုလှုပ်ရှားလို့မရအောင်ချုပ်ထားတဲ့သဘောပေါ့ပြည်သူရင်ွေခိုးလုံတာကတော့အားလုံး ပြည်သူပါလေ AACC ပါပဲဖော်ပြသွားကြိုးဆိုတဲ့နှွေးထူးစွာဆက်ဆံတဲ့ဟိုကိုလှုပ်ချင်တာကိုလည်းမတားမြစ်ဘူးပေါ့ဗျာလှုပ်လှုပ်လို့ရတယ်ဒါပေမဲ့ဦးတင်ရဲ့လှုပ်ဖို့ကင်ဘတ်တွေကိုပြောချင်တာကတော့အချိန်မီပေါ့နော်အချိန်မီဒီပြည်သူ့ရင်ဝင်ခိုးလုံးမှာဒီအသက်မပြည့်တဲ့ကလေးတွေကိုလည်းစစ်သားမစုဆောင်ပါနဲ့နောက်ပြီးကြတော့ဘယ်လိုပြောမလဲဆိုတော့ဒါအိမ်ပေါ်အိမ်ရောက်တက်ဆွဲရတယ်ဘာလို့မလုပ်ပါနဲ့ကိုကိုချင်းစာပေါ့နော်ညီကိုချင်းတာသမီချင်းမောင်နှမချင်းကိုချင်းစာပြီးတော့နေကြပါ ဟိုတကယ်လို့ဆက်သွယ်ခြင်းနဲ့သူတို့ရှင်နဲ့သူတို့ကိုလည်းဥစဉ်အတက်နိုင်မှာဥစဉ်ရဲ့ဖုန်းနံပါတ်တွေဥစဉ်ရဲ့အကောင့်တွေပေးထားပါတယ်သူတို့ဆက်သွယ်လာလို့ရှင်လည်းဥစဉ်ပြန်ချိတ်ပြီးမှာပဲဒီဘက်ကိုအဲတချို့ကလည်းလာခြင်းနဲ့တချို့ကကြတော့လည်းဘယ်လိုပြောမလဲခဏဥစဉ်ပြောလို့ပေါ့မိသားစုငယ်နေရတဲ့လူတွေပါတယ်ရှိတာပေါ့ဗျာအဲအဲ့ဒါအဲ့အတွက်ကြောင့်မို့လို့အခုစစ်မှုတန်းဆွဲနေတာများနေတဲ့အတွက်ကြောင့်မို့လို့ဥစဉ်ကတော့နှီးဆက်ရာဒါမဝင်သေးတဲ့ပြည်သူတွေရောဝင်ပြီးသွားတဲ့လူတွေရောဘောနော်ဒါနှီးဆက်ရာပြည်သူရင်ဝင်တဲ့ခိုးလုံးမှာဒါမှမဟုတ်လို့ရှင် PDF ထဲကို အများဆုံးကူးပြောင်းမှာဆက်အာနာရှင်လောက်အောင်မှာတော့မနေပါနဲ့လို့ပြောချင်ပါတယ်